ရှင်။ကျမတို့ Adulay Channel ကနေပတ်စဉ်ထုတ်လင့်တဆက်ပေးနေကြဖြစ်တဲ့မင်္ဂလာတရားမင်္ဂလာစကားအစီအစဉ်မှာတော့ online ဓမ္မအမေးပြများအစီအစဉ်ကိုရွှေဒဂုံစီရောနိကေ9ရဲ့ဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်ရဲ့အတွင်ရေးမှုဖြစ်တဲ့ဆရာဦးစန်းလင်းစေမြောင်းနဲ့တွေ့ဆုံမင်းမြတ်တဆက်သွားမှာဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါဆရာ။အာနောက်ထပ်မင်းမြတ်လာတဲ့အကောင့်နံပါတ်ကတော့ကျော်စိုးမှုကနေပြီးတော့မင်းမြတ်ထားဖြစ်ပါတယ်။သူမင်းမြတ်လာတာကတော့တောတာပံပုဂ္ဂိုလ်ဟာရဲ့နောက်ခဏဘဝတာနေရတော့မယ်။ ရှစ်ဘွားမြောက်ပဋိသင်္နေမနေတော့လို့အရက်ပြောအရက်တိတိပါတယ်တဲ့ထိုစကေရက်မှာပေါ့နော်ကာမ17ပုံကာမတုက္ကတိ9ပုံ၌ပါမပါပိဋကတ်တော်အစိုးကိုတိလိုပါရဲ့ဆရာဆိုပြီးတော့အမြင့်ညထားဖြစ်ပါတယ်အတိမှာ2မျိုးရှိတယ်ဗျာဂါမေတိရဲ့စပေရှိတယ်ဂါမေတိဆိုတာခုနကသူပြောတဲ့ဗါလေအရက်ပြောအရက်တိကိုဗါမေတိပေါ့ဂါမဆိုတာကရွာကိုပြောတာလေဗါလေစပေရှိဆိုတာကတော့ပိဋကတ်တော်အစိုးကိုပြောတာခုနကသူနေတာ ဲ့တော့ပထမဆုံးသူပြောတဲ့အထက်မှာသောတာပန်ပုဂ္ဂိုလ်ကသေပြီးကြံပြောသောတာပန်တို့ဒီတဲ့ခုနဘဝဆံပြောသောတာပန်ပုဂ္ဂိုလ်တို့ကိုခုနဘဝဆံပြောဆိုတာလေသောတာပန်ဖြစ်ရင်ဈာဉ္ဏတစ်ခုပြောပါအောင်မယ်နော်ဆက်ဆက်မှုရှိအောင်သူကသောတာပန်ရလို့ဖြစ်သွားရင်၃မျိုးဖြစ်သွားတယ်ပထမတစ်မျိုးကတေဧကပိစီသောတာပန်လို့ခေါ်တယ်တစ်ချိန်မြတ်ပရိသတ်နေကြံတော့တယ်နောက်တစ်ဘဝပေါ့နော်ဒုတိယကတော့ကောလံကောလသောတာပန်လို့ခေါ်တယ်နှစ်ချိန်ကနေ၆ချိန်ပေါ့နှစ်ဘဝကနေ၆ဘဝဒီပရိသတ်နေနေပဲဒီလောက်ပဲကြံတော့တယ်နောက်တတိယ သောတာပန်တော့တတ္တခတ္တုပရမသောတာပန်လို့ခေါ်တယ်ခုနဘဝအထိနေရမှာပေါ့သူစာထဲမှာပါတဲ့အတိုင်းပါပဲခုနဘဝအထိသာနေရမယ်ရှစ်ဘဝကမကူဘူးပေါ့အဲ့လိုသောတာပန်သုံးမျိုးရှိတယ်ဒါကြောင့်ခုနကပါဠိကျော်ကိုဟိုပြည့်ပြည့်ပြန်တဲ့ကတေးထိုခုနဘဝဆန်သောတာပန်တို့ဒီရဲ့ကိစ္စပြီးအကယ်၍ဘုဒ္ဓံလွန်လွန်ကဲကဲပမတ်တာမေးမေးလျော့လျော့ဟွန်တိဖြစ်တော်မူများအံဒီသောတာပန်သုံးမျိုးဟာပေါ့နော်ဟို ဘဝမှာဘုဒ္ဓံပမတ္တာဆိုတာကာမဂုဏ်တရားတွေနဲ့ဘလောက်ပဲမေ့လျော့မေ့လျော့နေခဲ့တော်လဲပဲတဲ့တထာပိထို့သို့မေ့လျော့ကြပါကုန်တော်လဲပဲအထမဘဝရှိခုမြောက်ဘဝဆိုဘဝခန္ဓာကိုနာအာရိယန္တိယူရိုးထုံးစံမရှိကြဘူးအခုနှစ်ဘဝအထိပဲနေမယ်ရှစ်ဘဝကိုပြည်စံနေမယူတော့ဘူးတဲ့ပြောရင်တော့ဘလောက်ပဲကာမဂုဏ်တရားတွေနဲ့ပြင်းစွာမေ့လျော့မေ့လျော့ပေါ့နော်တစ်ချိန်ချိန်မှာတနည်းနည်းနဲ့တတိတရားရပြီးတော့စူးစမ်းအထုတ်ပြီးတော့ တဂရဂမိအနာဂံယဟန္တာအစဉ်စဉ်နဲ့သွားပြီးလောကလွမြောက်မယ်လို့ဆိုတယ်။ဒါကပါဠိတော်ပရိကတ်တော်အဆိုပေါ့။နောက်ဒီစကားရက်ကိုပဲသူကဆက်မိထားတာရှိတယ်။အဲ့ဒါကဘာလဲဆိုတော့အဲ့လိုကျင်လည်တဲ့အခါမှာကာမ7ပုံကာမတုပ္ပတိ9ပုံပါမပါတဲ့ပရိကတ်တော်အဆိုကိုသိကြမှာ။အဲ့တော့ကာမ7ပုံကိုတော့ကျွန်တော်တို့ကဒီနေရာမှာမဆိုသင့်ဘူး။ကာမ7ပုံဆိုတာကာမတုပ္ပတိ9ပုံနဲ့အပယ်၄ပုံနဲ့ပေါင်းထားတာ။အဲ့ဒါကိုကာမ7ပုံခေါ်တယ်။သောတပန်ဆိုတဲ့ပုဂ္ဂိုလ်ကဒိဋ္ဌိနဲ့ဝိသိကိစ္စကိုအမြင့်ပြတ် အနုဇေယနေပယ်သက်ထားတယ်လေတေကိလေသာတို့ဒီနပုနေဟိတဖန်ပြန်မလာနိုင်တော့နပစ္စေတိတဖန်ပြန်ဖြစ်ပိုင်ခွင့်မရှိပြန်မဖြစ်တော့လူတွေကိုသတ္တဝါတွေကိုအပယ်ကြစေတာဒိဋ္ဌိနဲ့ဝိသေကိစ္စပဲဒီနှစ်ခုပြုတ်သွားပြီဆိုတော့အပယ်ပုံ၄ပုံချွင်ရတော့အဲ့တော့ကမ္မဆက်တပုံလို့တော့ဒီလိုမပြောသင့်ဘူးပေါ့လေဒီညမှာမသိတော့ဘာကြောင့်လဲဆိုကမ္မဆက်တပုံကကာမတုက္ကဋိ9ပုံနဲ့ဒုက္ကဋိ၄ပုံပေါ့အပယ်၄ပုံပေါင်းထားတာဖြစ်တယ် ။အဲသောတာပန်ပုဂ္ဂိုလ်ကဒိဋ္ဌိနဲ့ဝိသေကိစ္စကိုပြသတာပြီးဖြစ်တယ်။အပေလေးပုံမှာအပြည့်တန်တွတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒါကြောင့်သောတာပန်ပုဂ္ဂိုလ်ရဲ့ကျင်လျာယက်တိသာကာမဆက်တဲ့ပုံလို့မဆိုစင်တော့ဘူး။ကာမတုပ္ပတိခုနှစ်ပုံလို့သာဆိုစင်တယ်။အဲ့ဒီကာမတုပ္ပတိခုနှစ်ပုံလို့သာဖြစ်တယ်ဆိုတဲ့ဟာကိုသူကဟိုစာပေရှိပေါ့ပြိကတ်တော်အဆူရှိလားသိကျင်တယ်လို့ပြောရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့ပရိသံမိတာပရိသံမိတာမကအထကရာခေါ်တာပေါ့နော်။အဲ့ဒီမှာဒိဋ္ဌိကထာဆိုတာရှိတယ်။ပြီးတော့ဝိဘဝဘဝဝိဘဝ ဟိုပါဒိဋ္ဌိနိဒေသအဖွင့်လို့မှတ်ထားပါဘူးအဲ့တော့ပါဠိတော်အနေနဲ့ဘာပါလဲလို့ဆိုတော့ဣမေတယောပိသောတပန္နာတဲ့ကာမဘဝကာမဘဝဝတိနဝုဒ္ဓရူပရူပဘဝေပနဘဟုကာပိပရိသန္တိဘဟုကာပိပရိသန္တိဘဘဝေဆိုတာရူပအရူပပြမာတို့ဖြစ်မှုတဲ့ဘဟုကာပိယောထိုတက်များစွာသောအလွန်များစွာကုန်သောပရိသန္တိယောပရိသန္တိနေရခြင်းတို့နဲ့ကဏ္ဍတိယူနိုင်ကြကုန်ဆိုလိုတာကအပေလေးပုံလို့ ူဘဝနတ်ဘဝကာမတုဂတိခုနှစ်ဘဝမှာတော့အစွမ်းနဲ့နေနိုင်မယ်အဲ့ဒီကနေလွတ်သွားပြီးတဲ့ထိုမှတစ်ပါးဖြစ်တဲ့ယူပအယူပလို့ခေါ်တဲ့ပြမာတွေဆိုရင်တော့များစွာသောပရိစ္ဆန်တွေနေနိုင်ခွင့်ရှိကြတယ်လို့ဒီလိုပြောတာပေါ့ဒါပရိကတ်တော်အဆိုပေါ့နော်အဲ့တော့ခုနှစ်ဘဝအလွန်ရှိဘဝမရောက်တဲ့ဟာရဲ့ပရိကတ်တော်ဆိုခုနကပြောတဲ့ဟို ယရဏတို့ပါဠိတော်နဲ့ကျွန်တော်တို့စာပေရှိပြောပြီးပြီအဲ့ဒီခုနှစ်ဘဝအလွန်ရှိဘဝဆိုတာလည်းပဲကာမတုက္ကတိဘုံအစွမ်းဖြစ်တာဆိုတဲ့ဟာကိုထပ်ဆင့်ဟောထားတာကိုလည်းခုနပရိသမိတမကပေါ့နော်ဟိုဒိဋ္ဌိကထာဝိဘဘဝဝိဘဝဒိဋ္ဌိနေတေသာအဖွင့်ပါဠိတော်နဲ့လည်းပြောပြပြီးပြီကျွန်တော်ဆိုရင်တော့ကျွန်တော်တို့သောတာပန်နဲ့ပတ်သက်ပြီးအမြင်ရှင်းတော့ပါတယ်လို့နော်ဒီလိုဖြစ်ကြပါတယ်ဟုတ်ကဲ့ပါဆရာအခုလိုမျိုးဆရာဖြေကြပေးခဲ့တဲ့အတွက် online ပေါ်ကအမေးမြန်းလာတဲ့မိဘပြည်သူများအနေနဲ့လည်းကျေနပ်နှစ်သက်လိုက်မယ်လို့ယုံကြည်မျှော်လင့်မိပါတယ် အခုလိုမျိုးသမီးတို့ရဲ့ online ဓမ္မအမေဖြစ်များအစီအစဉ်မှာဆရာပါဝင်ပြီးတော့ဖြေကြားပေးခဲ့တဲ့အတွက်လည်းဆရာကိုလည်းကျေးဇူးအထူးပဲတရှိပါတယ်ဆရာ